ါရှင်ဆ iam မအရဒေါက်တာညင်းပါဒေါက်တာမီမီနေရဲဆရာဝန်ပါရှင်ဒီနေ့ဆ iam မဝင်မြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကလေးငယ်တွေမှာတတိထားပြီးတော့စောင့်ကြည့်ရမယ့်အော်တီဇင်လက္ခဏာလေးတွေအကြောင်းမင်းဖြစ်ပါတယ်ရှင် င်စင်ဆိုတာကကလေးငယ်တို့ရဲ့အုံနောက်ထဲမှာအာယုံကြောချိဆက်မှုဝင်မျိုးမှုမူမမှန်တာကြောင့်ဖြစ်လာတဲ့အခြေအနေတစ်ခုပါ။ယောက်ျားလေးတွေကမိန်းကလေးတွေထဲအော်တစ်ဆင်ဖြစ်နိုင်ခြေကလေးစားခံပိုပြီးတော့များပါတယ်။အော်တစ်ဆင်လက္ခဏာတွေကအဝေးစားကလေးကပါလာတတ်ပြီးမြမိဘတွေအနေနဲ့ကတော့အသက်၃နှစ်ကျော်မှပဲစပြီးတော့သိကြပါတယ်။တကယ်ဆိုရင်တော့အော်တစ်ဆင်လက္ခဏာရှိမရှိကိုအစောဆုံးအသက်၂နှစ်ဝန်းကျင်ကလေးကစပြီးတော့သိနိုင်ပါတယ်။ဒါကြောင့်မို့မိဘတွေအနေနဲ့ကကိုယ့်ကလေးရဲ့အဖွံ့အစည်းမှုကိုမှန်မှန်မှန်ကိုအမြဲတမ်းစောင့်ကြည့်နေလာဖို့အတွက် အကြံပြုခြင်းပါတယ်ရှင်။ ါတစဉ်လက္ခဏာရှိတဲ့အခါမှာကလေးငယ်ရဲ့အုံနောက်ထဲမှာအာယုံကြောချိတ်ဆက်မှုတွေမူမှန်နဲ့တွေ့ကြောင်းကလေးတွေကတိရှိခံစားခြင်းနဲ့ပြန်လည်တုံ့ပြန်ခြင်းတွေမှာအများနဲ့မတူတဲ့အခြေအနေလေးတွေတွေ့လာတတ်ပါတယ်။အော်တစဉ်လက္ခဏာရှိတဲ့ကလေးငယ်တွေရဲ့အဓိကလက္ခဏာတွေကတော့ပြောဆိုဆက်သွယ်မှုအတွက်အခက်အခဲရှိတာ၊ဥပမာအဖြစ်စကားပြောနောက်ကြတာ၊စကားကိုလုံးစီပတ်စီမပြောတာ၊ကိုယ်မူယာနှုတ်မူယာတွေကိုနားလည်နိုင်စွမ်းမရှိတာ။နမနစ်ကတော့ပေါင်းသက်ဆက်ဆံမှုအတွက်အားနေတာ၊ဥပမာမျက်လုံးချင်းစုံပြီးတော့မကြည့်တာ၊တခြားသူကိုစိတ်မဝင်စား ားလား။နံပါတ်3အနေနဲ့ကတော့အထက်ခါထက်ခါအပြုမူတွေကိုပြုလုပ်နေတတ်တာလို့ဖြစ်ပါတယ်။ဥပမာအားဖြင့်အကြောင်းအရာတစ်ခုကိုအထက်ခါထက်ခါလုပ်နေတာမျိုးတွေအကြောင်းပြချက်မရှိဘဲနဲ့လက်ကလေးတွေခါနေတာတွေနောက်ပြီးတော့ခုံနေတာမျိုးလေးတွေတွေ့ရတတ်ပါတယ်ရှင်။ကလေးငယ်တွေရဲ့အော်တီဇင်လက္ခဏာတွေနဲ့ဖွံ့ဖြိုးမှုအခြေအနေတွေကတယောက်နဲ့တယောက်မတူတဲ့အတွေ့အကြုံမျိုးလို့သက်ဆိုင်ရာကလေးဆရာဝန်ကလေးအုံနောက်နဲ့အာယုံကျော်ဆရာဝန်တွေနဲ့စနစ်တကျကုသဆောင်ရှောက်မှုခံယူသင့်ပါတယ်ရှင်။ ော်တီဇင်လက္ခဏာရှိတဲ့ကလေးတွေမှာတခြားတွဲပြီးတော့တွေ့ရတတ်တဲ့ယောဂလေးတွေလည်းရှိပါတယ်။အဲ့ဒီယောဂလေးတွေကတော့အတက်ယောဂ၊တက်ကြွလွန်ပြီးတော့အာယုံဆူဆိုင်မှုခတ်တဲ့ယောဂ၊အိပ်ပြေဝါခတ်တဲ့ယောဂလေးတွေ၊ခန္ဓာကိုယ်ကြောသားလေးတွေကိုထိန်းချုပ်ဝါခတ်တဲ့ဟန်ချင်းညီအောင်ထိန်းရခတ်တဲ့ယောဂလေးတွေနဲ့အစာရည်နဲ့ဦးလံကြောင်းယောဂလေးတွေတွေ့ရတတ်ပါတယ်။အထူးသဖြင့်ဆိုရင်အော်တီဇင်ကလေးငယ်တွေကအစာကြီးများပြီးတော့အဆွဲလန့်ရှိတာကြောင့်မို့လို့အစာအသောက်တစ်ခုတည်းကိုပဲအများရန်စားနေတာမျိုးလေးတွေရှိတတ်တယ်။အဲ့လိုခါမျိုးတွေမှာကလေးကဝမ်းချုပ်လာတာကိုယ်ကလေးချိန်ကြလာတာမျိုးတွေ ချူကြတာမျိုးတွေပိန်လာတာမျိုးတွေတွေ့ရတာပါတယ်ဒီလိုအခြေအနေတွေဆိုလို့ရှိရင်လည်းသက်ဆိုင်ရာဆရာဝန်တွေနဲ့စနစ်တကျဆေးဝါးကုသမှုခံယူသင့်ပါတယ်ရှင်တကယ်တော့ autism လက္ခဏာဆိုတာကစောစောတိလေကောင်းနေပါပဲစောစောတိပြီးတော့စောစောလေ့ကျင့်သင်ကြားမှုခံယူနိုင်ရင်တာမန်နီးပါး ပြောဆိုဆက်ဆံဖွံ့ဖြိုးတိုးတက်မှုတွေကိုအရရှိစေမှာပဲဖြစ်ပါတယ်ရှင်။ပြောဆိုဆက်ဆံမှုတွေမှာအခက်အခဲမရှိအောင်မြင်နိုင်မှုအတွက်ကကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီကိုမဖြစ်မနေရယူရပါမယ်။ကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့စကားပြောကုထုံးလေးတွေလေ့ကျင့်ပေးတာ၊ဖီဇီယိုသီရပီလေ့ကျင့်ခန်းလေးတွေလုပ်ပေးတာကိုမပြတ်မကွက်လုပ်ပေးရပါမယ်။မိသားစုဝင်အနေနဲ့လည်းကလေးရဲ့ဝါသနာပါတာကို အားပေးတာ၊ချီးမြှောက်တာ၊ကလေးကိုချီးကျူးပေးတာ၊ချစ်ခင်ကြတာကြောင့်ပြတာတွေကိုလည်းပဲမပြတ်မကွက်သေချာလေးပြုလုပ်ပေးရပါမယ်ရှင်။တချို့အော်တီဇင်ကလေးငယ်တွေမှာ ော့အဲ့ချိန်မမှန်တာလေးတွေရှိတတ်ပါတယ်။နောက်ပြီးတော့အစားတောင်းနဲ့ပတ်သက်ပြီးတော့လည်းတေချာလေးဂရုစိုက်ပေးရပါမယ်။ကိုယ်ခံအားကောင်းမှုအတွက်လည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ရှင်။တချို့ autism ကလေးငယ်တွေမှာပြင်းထန်တဲ့လက္ခဏာလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့ဆရာဝန်ကလိုအပ်တဲ့စေဝါတွေကိုညွှန်ကြားလေးရှိပါတယ်။အဲ့လိုညွှန်ကြားတဲ့အခါမှာလည်းမပြတ်မကွက်သေချာလေးတိုက်ပေးဖို့လိုအပ်ပါတယ်ရှင်။အခုလိုမျိုးစနေတကြအစစအရာမှာသေချာလေးကယူဆိုင်ပေးမယ်ဆိုလို့ရှိရင်တော့ autism ကလေးငယ်တွေမှာသိတာတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုရရှိစေမှာပဲဖြစ်ပါတယ်။ ော်တီဇင်ကလေးငယ်တွေမှာသူများနဲ့မတူဘဲနဲ့တမူထူးကြတဲ့အားသာချက်ကလေးတွေရှိတတ်ပါတယ်သူတို့လေးတွေကပေါင်းသဆက်ဆံရေးတွေမှာအခက်အခဲရှိကြပေမဲ့သူတို့ရဲ့ကိုယ်ပိုင်ဉာဏ်ရည်၊သင်ချာ၊ခီထအမှုပညာနဲ့ပတ်သက်ဆက်တာလေးတွေမှာကျွမ်းကျင်တတ်ကြပါတယ်။ အော်ဒီဇင်လက္ခဏာရှိပေမဲ့ကဘာကျောင်းအောင်မြင်တဲ့ပုံစံတွေအများကြီးရှိပါတယ်ရှင်။ဒါကြောင့်မိဘအောက်ထင်းသူတွေကိုအကြံပေးချင်တာကကုတ်ကလေးရဲ့အာသာချက်ဝါသနာပါတဲ့အရာလေးတွေကိုစေချာစောင့်ကြည့်လေ့လာပြီးတော့စနေတကြအပြုစုပို့တာပေးမယ်ဆိုလို့ရှိရင်တော့တမှုထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်နိုင်ပါတယ်ရှင်။ ်သစင်ကလေးတယောက်ကိုဂယုတဆိုင်ပြုစုပြောထောင်ပေးရတာကအမေတယောက်အတွေ့အင်မတန်ကိုရှေလျားတဲ့ခီးလန်းတစ်ခုဖြစ်ပါတယ်။ဒီခီးလန်းကိုရှောင်းလန်းတဲ့အခါမှာအမေဒီလဲကိုပိုင်စိတ်ခံစားချက်ရှိတဲ့လူသားတယောက်ဖြစ်တာမို့လို့တခါတည်းမှာစိတ်တက်ကြတာအားငယ်တာအားမလို့အားမရဖြစ်တာတွေနဲ့ဝမ်းနေတာတွေကြုံရတတ်ပါတယ်ရှင်။ အဲ့လိုအခြေမျိုးတွေမှာဆွေမျိုးတွေနဲ့မိသားစုတွေရဲ့ကူညီထောက်ပံ့မှုတွေကလည်းအရေးကြီးပါတယ်။အမေတို့အနေနဲ့အဲ့လိုမျိုးလေးတွေကြုံတွေ့ရပြီးဆိုလို့ရှိရင်တော့တခြားအော်ဒါဆင်ခလေးမိပါတွေရဲ့အတွေ့အကြုံတွေအားပေးမှုတွေကိုလက်ခံရဖို့အတွက်တိုက်တွန်းချင်ပါတယ်။ဒါကြောင့်မို့လို့အော်ဒါဆင်ခလေးငယ်တွေအတွက်ဖွဲ့စည်းပေးထားတဲ့အဖွဲ့အစည်းတွေကနေပြုလုပ်တဲ့ activities တွေကိုလည်းပဲမဖြစ်မနေပါဝင်မှုအတွက်တိုက်တွန်းချင်ပါတယ်ရှင်။ခလေးငယ်ကိုပြုစုဆောင်ရှောက်ဖို့အတွက် မိမိကိုယ်တိုင်ကလည်းကျန်းမာရေးကောင်းနေမှာဖြစ်မှာပါ။ဒါကြောင့်မိမိတို့ကိုအဓိကမှာကျင်တာကမိမိတို့ကိုယ်တိုင်ရဲ့စိတ်ကောလူပါကျန်းမာရေးကိုလည်းကယူဆိုင်စေချင်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာက အော်တီဇင်ယောဂဆိုတာကအမြင့်ပြန်အောင်ကုသလို့ရတဲ့ယောဂမဟုတ်ပါဘူး။စနေတကြစိတ်ရှင်လက်ရှင်လေ့ကျင့်သင်ကြားပေးရတာမျိုးတွေပါ။ဒါပေမဲ့တစ်ခါတည်းမှာမိဘတွေအနေနဲ့အလောကြီးပြီးတော့ယောဂအမြင်ပြောက်ချင်တဲ့စိတ်နဲ့မလိုအပ်တဲ့ဆေးဝါးတွေကိုဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့အလွန်အကျိုးသုံးမိတာမျိုးတွေမဖြစ်အောင်အထူးကယူဆိုင်စေချင်ပါတယ်ရှင်။အခုလိုမျိုး ော်တီစင်လက္ခဏာရှိမရှိစောစောဆီဆီသိမယ်စနေတကျလေ့ကျင့်သင်ကြားပေးမယ်တေချာလေးပြုစုပြောထောင်ပေးမယ်ဆိုရင်တော့အော်တီစင်ကလေးငယ်တို့ရဲ့ဘဝတစ်လျှောက်မှာလောကကြီးနဲ့အံဝင်ခွင့်ကြအနေထိုင်သွားနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုအဓိကကူညီပံ့ပိုးပေးတာကတော့ Nesco Nutrike ကလေးအားစေးမှာပဲဖြစ်ပါတယ်ရှင်မေမေဖေဖေလေးနဲ့တာတာမီမီလေးတွေအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်